ကျွန်တော်တို့ဒီ Binance ထဲက B2B ထဲမှာ USDT ဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ Bin Back ကနေပြီးတော့ကျွန်တော်တို့သွားဝယ်တယ်ကျွန်တော်တို့ရောင်းခြင်းနဲ့ဆိုရင်လည်း Step Back ကနေပြီးတော့ကျွန်တော်တို့သွားရောင်းတယ်ပေါ့နော်ကျွန်တော်တို့အခုလိုမျိုးသူများတွေကအရောင်း post တွေအဝယ် post တွေတင်ထားတယ်ပေါ့နော်အဲ့ဒါကိုကိုကိုတိုင်းဒီလိုမျိုး ADS ကိုဘယ်လိုတင်ရမလဲဆိုတာကိုပြပြသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့အရင်ဦးဆုံး B2B ထဲကိုဝင်လိုက်မယ်ပေါ့နော် B2B တဲ့ရောက်သွားပြီဆိုရင်ကျွန်တော်တို့အောက်မှာ B2B ရှိရယ် order ရှိရယ် ADS ရှိရယ် profile ရှိရယ်ပေါ့နော်ကျွန်တော်တို့ ADS ထဲဝင်လိုက်မယ် AD အစင်းမှာကျွန်တော်အခုဘာမှမတင်ရသေးတော့ဘာမှမရှိဘူးပေါ့နော်အဲကျွန်တော်တို့ post AD ဆိုအောင်နှိပ်လိုက်မယ်နှိပ်ပြီးတဲ့အခါမှာကိုကဝယ်မှာလားရောင်းမှာလားပေါ့နော်အခုကျွန်တော်ကဝယ်မှာပေါ့နော်ဝယ်မှာဆိုတော့ high AD price ပေါ့နော်အခုဟိုဘက် P2P မှာအများဆုံးက4600ရရှိရပေါ့နော်ဆိုတော့ကျွန်တော်တို့ကြည့်တော့4420ဆိုတော့ဒီ48ထားမယ် ဒီမှာကကျွန်တော်တို့တခုရှိတာကဘိုင်းဆဲပေါ့နော်ဘိုင်းဆဲနေရာမှာကျွန်တော်ကဝယ်မှာပေါ့နော်ဝယ်မှာဆိုတော့ AD ဘက်မှာကြာတော့ကျွန်တော်ကဆဲအနေနဲ့သွားပေါ့မှာဘာလို့လဲဆိုတော့ကျွန်တော်ကဝယ်တဲ့လူ USD ဝယ်တဲ့လူဆိုတော့တစ်ဖက်ကလူကကျွန်တော် USD လာရောက်မှရမှာအဲ့တော့ကျွန်တော်ကဟိုဘက်မှာဆိုရင်ကျွန်တော်ကရောင်းတဲ့ဘက်မှာပေါ်နေမယ်ကျွန်တော် AD တင်တဲ့အခါမှာတော့ဆက်ညင်ပတ်ပေါ့နော်ဝယ်အဝယ် post နဲ့ကျွန်တော်တင်ရမှာပေါ့ Okay ကျွန်တော်တို့လေးလေးဆက်ရှင်းနဲ့ကျွန်တော် next နေလိုက်မယ် Okay ဒီမှာကျွန်တော်တို့ total amount ပေါ့နော်ကျွန်တော်တို့ USD ဘယ်လောက်ဖို့ဝယ်မှာလဲပေါ့နော် ဒါမှမဟုတ်အောက်မှာကျွန်တော် MMK နဲ့ရိတ်ထည့်ပြီးတော့လည်းရိုက်လို့ရတယ်အခုကျွန်တော်ကဒီမှာဆိုရင်2သိန်းအနည်းဆုံးအနည်းဆုံး2သိန်းရနေစဝယ်လို့ရတယ်အများဆုံးဘယ်လောက်ထိရမလဲဆိုရင်အများဆုံးကျွန်တော်10သိန်းပေါ့နော်10သိန်းဆိုတော့ကျွန်တော်226ရှိရဲဆိုတော့ကျွန်တော်အများဆုံး10သိန်းထိရတာဆိုတော့နှစ်နှစ်6ပေါ့နော်နှစ်နှစ်6လည်းထည့်လိုက်မယ်226ဒေါ်လာပေါ့ကျွန်တော်အနည်းဆုံး2သိန်းရနေစဝယ်လို့ရမယ်အများဆုံး10သိန်းထိ ကျွန်တော်တို့တွေအောက်မှာပေးမဲ့ထိုင်းလေးပဲပေါ့နော်အဲ့ဒါကတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့အယောင်းဝယ်လုပ်နေတဲ့အချိန်မှာအချိန်ကတ်သက်ထားတဲ့ဟာပေါ့နော်ကျွန်တော်ကတော့အခု15မိနစ်ပဲထားလိုက်မယ်ပြီးတော့ပေးမဲ့မက်သက်ပေါ့နော်ပေးမဲ့မက်သက်ကကျွန်တော်ကဘာနဲ့လက်ခံပါလဲပေါ့နော် MMK ကိုဆိုတော့ကျွန်တော်ကအခုလောလောဆယ် Sprint Deployment Band နဲ့လက်ခံမယ်ပေါ့နော် Confirm